အခုသွားမယ့်နေရာကတော့ချမ်းမိုင်မြို့မှာရှိတဲ့စပယ်ပန်းဖျားဖြစ်ပါတယ်။စပယ်ပန်းနေကတ်လူပူဇော်ကြတဲ့အတွက်စပယ်ပန်းဖျားလို့ပမာလို့အလွယ်ခေါ်လိုက်တာဖြစ်ပါတယ်။ဖျားရဲ့အခိုင်းလို့တော့ဘပရာသက်ထွန်ခမ်းလို့ခေါ်ပါတယ်။ထွန်ခမ်းတောင်ပေါ်မှာရှိတဲ့ Golden Mountain Temple လို့အဓိပ္ပာယ်ရပါတယ်။ဖျားတော်ပထမဆုံးတက်တယ်ပါကြာဆင်းလူတော်ထိုင်းဆင်းလူတော်ကြီးတွေ့ရတာဖြစ်ပါတယ်ဆက်ပါမှာပါတယ်ညံ့ပါတယ် အဲ့ဒါစပယ်ပန်းဖျားမဟုတ်သေးဘူး။ဒါတိကလို့ရှင်တော့ဒီဖျားကိုပဲစပယ်ပန်းဖျားလို့ပဲတင်ပြီးတော့ပူဇော်တော်ပြီးပါဖြစ်ပါတယ်။အရာကိုအလဲတက်ပါ့မယ်။ဒီဘောပြတ်တက်ခံရတဲ့ထူးခြားချက်ကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါ်မှာတော့တရှိနေတာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆန္ဒစစ်ကိုပူဇော်ထားတယ်လို့ဆိုပါတယ်။ဘုံထားဝိတ္တုပါ။ဘုံနဲ့ဝတ်တာကျဲဝဲမှာတယ်။ านออราคเมตตามองเป็นอะไรยังไม่ตอเลยถึงมีตาในยามนั้นที่เนี่ยมีตั้งแต่มีดัวดีในเวียก็จะยเงไงยัุหรือว่าว่าโปรดตัดถุงกันสวัสดีที่เอาสวัสดีตอนนี้นะครับเปนความตั้งใจให้หลวงพ่อท่านฟังอย่างชัดเจน หลังจากนั้นกล่าวคืออธิษฐานว่าข้าพเจ้าชื่อนี้นามสกุลนี้ยังสุดาวีเลยสุดาวีไอ้มาสเปรย์แบนนี่ผู้ชอบพิลุชีนโมตัตตะบะโวตองต้องเจยุสุผู้ชอบนี่มีนามเลยของโยมนี่อโลจันทร์สุตะคู่ก็ตองมาบะสุตองก็เลยยังผิดบะเลยสุตองเจตัวพิลุชีเลยเว้ยสเปรย์แบนอกงอเนซงอกง50เนี่ยลายอกอยู่แล้ว ရပါတယ်တရားမထိုင်တော်မူတယ်မကဘူးရတ်တော်မူတယ်နောင်လက်ရှိလို့ဘာလို့ဒီလက်ရှိပါလဲဟုတ်လားအော်အေးအေးဟုတ်တယ်လေးခုပြရမှာလေရရှောက်ဒါကတော့တောင်ကုန်းပေါ်ကနေပြီးတော့ view point ဖြစ်ပါတယ်။ view point ကနေပြီးတော့ဟောတရားတော့ဇောင်းတန်းလေးပါဆောစောအပိုင်းဝင်တဲ့နေရာနေပြီးတော့လက်ဆောင်တန်းတိုင်းချေချင်တက်လို့လည်းရပါတယ်။ ဒီ view point ကနေပြီးတော့ဘာငေါက်တစ်မျိုးလုံးကိုစီးပြီးတော့မြင်ရတဲ့ရှုခင်းဖြစ်ပါတယ်တော်တော်လေးတာရပါတယ်